အားလုံးကို Treasure Hunt စီစဉ်ကနေပြန်လည်ကြိုဆိုပါရစေ။ကျမတို့ဒီတစ်လအတွင်းမှာတော့ Prophecy Quiz များကိုဒုတိယဖြေကြားဖို့ရန်အတွက်ဖိတ်ခေါ်ချင်ပါရစေ။ဆိုတော့လွန်ခဲ့တဲ့ဘက်ကကျမမေးထိုင်မင်းခွန်းကတော့သခင်ရှုခွတ်တော်ကနောက်ဆုံးသောကာလမှာလူတွေကိုလှည့်ဖြားမဲ့သူပေါ်လာမယ်လို့ပြောရက် သူကဘသူဖြစ်မလဲဆိုရဲကကျမရဲ့မိခွန်းပဲဖြစ်ပါတယ်ဆိုတော့ကျမဖတ်စေချင်တဲ့ကျမ်းချက်လေးပေးထားတဲ့တင်လွန်စာများလေးပေးထားတဲ့အခါမှာအားလုံးပဲဖြစ်နိုင်ကြမယ်လို့ယုံကြည်ပါတယ်ဆိုတော့ဒီမိခွန်းရဲ့အဖြေကတော့မိစာ prophet များပဲဖြစ်ပါတယ်ဆိုတော့တခင်ရှုခွတော်ကကျမတို့ကိုတတိပေးခဲ့တယ်မိစာ prophet ဒီပေါ်လာဘရမတခင်ရှုရောင်ဆောင်မဲ့သူတွေပေါ်လာပြီးတော့မှလူတွေကိုလှည့်ဖြန်းမယ်တဲ့ တင်းနဲ့ကျွန်တော်ရဲ့တက်တာမှာတမာတရားနဲ့ကြီးဝနေဖို့အင်မတန်မှရည်ရှိတယ်တမာပြားကိုနားလည်ဖို့အင်မတန်မှရည်ရှိတယ်ဒါမှတာလီဒီမိတ်ဆာပရိုဖက်တေရဲ့မှားရင်းစွာတွင်တင်ခြင်းများကိုပိုင်းခြားနိုင်တဲ့ဉာဏ်ပညာကိုဘုရားခင်ကကျွန်တော်တို့ကိုဖွင့်ပြပေးမှဖြစ်တယ်ဒါကြောင့်တမာတရားနဲ့အသက်ရှင်ဖို့ခွန်အားပေးခြင်းနဲ့နှုတ်ပတ်တော်ကိုနေ့တိုင်းဖတ်ပါနှုတ်ပတ်တော်ကိုဆင်ခြင်ပါဘုရားရဲ့အတန်ကိုကြားသက်ဖို့ကိုရိုင်းကကြားသက်ဖို့ရန်တွေ့ဘုရားထံမှာဆက်ကပ်ပါလို့ခွန်အားပေးခြင်းပါတယ်ဒါမှလည်းနောက်ဆုံးသောကာလမှာအသက်ရှင်တဲ့အခါမှာကျွန်တော်တို့တွေ တော်မှာမရင်လဲပဲနဲ့အဆုံးတောင်တစ္ဆာရှိတော်သူများဖြစ်မှာဖြစ်တယ်။အမဲနဲ့ကြောင့်ဒီရဲ့မေခွန်အားဖြင့်အရာတိုင်ကောင်းကြီးပင်လာဖြစ်မယ်လို့ယုံကြည်ပါတယ်ဆိုတော့ဒီတပတ်ရဲ့မေခွန်တော်လည်းအလုံးအစင်းချင်းဖြစ်မယ်လို့ယုံကြည်တယ်။ဒါဆိုရင်ယေနာကိုဒီတကွာရှာဖွေကြရအောင်။ဒီတပတ်ရဲ့မေခွန်းအားကတော့မာရာနာသာဆိုတဲ့စကားလုံးရဲ့အတိတ်ဘက်ကပါလေ မရနာသစကလုံးတင်ကမြန်မာဝါရှင်ဝန်နဲ့ထုတ်လွှင့်တဲ့ prophecy update တွေဆရာဒေးဗစ်ကမြေဟောကြားတဲ့ now snow color အကြောင်းများကိုတင်ကခွန်အားယူရသူဖြစ်တဲ့ဆိုလို့ရှိရင်တော့အဲ့စကလုံးရဲ့အတိတ်ဘက်ကိုတည်နေမှာပဲဖြစ်ပါတယ်ဒါပေမဲ့မတည်သေးတဲ့သူများအတွက်တယ်လွန်ဇာလေးပေးချင်ပါတယ်တယ်လွန်ဇာနံပါတ်1ကတော့ Maranatha ဆိုတဲ့စကားလုံးကတော့ Aramaic ဘာသာစကားဖြစ်တယ်။ Aramaic စကားလုံးဖြစ်တယ်။တယ်လွန်ဇာနံပါတ်2ကတော့ ဆိုတော့ according to aura စာပထမဆုံးအခန်းကြီး16ပိုင်ငယ်22ကိုဖတ်ပါအဲ့ဒီဂျမ်ပိုက်ကိုဖတ်တယ်ဆိုလို့ရှင်တော့ဒီ marana စာရဲ့အထိပ္ပယ်ကိုတွေ့ရမှာဖြစ်တယ်ဆိုတော့အားလုံးကိုအချိန်ပေးခြင်းနဲ့ comment ထဲမှာဖြေကိုရေးပေးပါအားလုံးကိုအချိန်ပေးပါတယ် ။ဟုတ်ပြီအားလုံးရဲ့အချိန်စစ်တော့ပါပြီ။ဒီမေခွန်းရဲ့အဖြေကိုဖြစ်နိုင်မယ်လို့ယုံကြည်ပါရယ်။ဆိုတော့ဒီနေ့မှာချက်ချင်းအဖြေဝင်ပေးသေးဦး။နောက်တစ်ပတ်မှာအဖြေကိုပေးပါမယ်။ဆိုတော့မရနာတာရဲ့အတိတ်ဘက်ကဘာလဲဆိုတော့ကမေခွန်းဖြစ်တဲ့အရာတိုင်းဖြန့်ရှင်းကောင်းပေးပါစေ။နောက်တစ်ပတ်ရဲ့ရနာရှာပွဲပအစီအစဉ်ကနေပြန်လည်၍ဆုံတွေ့ဖို့အတွက်မျှော်လင့်ပါရယ်။ဖြန့်ရှင်းကောင်းပေးပါစေ။